လူသားမျိုးနွယ်တွေကိုဒုက္ခပေးနေတဲ့နတ်ဆိုးဘီရင်ကိုအမြင့်ဖြတ်ခြေမုံခဲ့တဲ့ကင်ရယ်လူသားတွေနဲ့နတ်ဆိုးတွေရဲ့အကြီးမားဆုံးသောစစ်ပွဲကြီးထဲမှာနတ်ဆိုးဘီရင်ကိုအောင်းနိုင်သွားတဲ့ကင်ရယ်လီနဲ့ဆိုတဲ့မော်သူရဲကောင်းတယောက်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိသွားခဲ့လို့တေခန်နိဆက်ဆက်မှာနတ်ဆိုးဘီရင်ရဲ့ထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုသွားထိမိရာကနေလွန်ခဲ့တဲ့၄နှစ်အချိန်ကာလကိုပြန်ရောက်သွားတဲ့အခါမှာတော့သူ့ရဲ့ကံတမာကိုတဖန်ပြောင်းလဲနိုင်ဖို့ဘယ်လိုတွေပြင်ဆင်သွားမလဲဆိုတာကတော့ ဗီဒီယိုလေးကိုအတူတူလိုက်ပါကြည့်ရှုလိုက်ရအောင်ခင်ဗျာလူသားတွေဝင်ပလွေအပြင်အခြားလူသားတွေနဲ့ဆက်ဆက်နေတဲ့မျိုးနွယ်စုတွေကအလင်းနတ်ဖျားရဲ့ကောင်းကြီးပေးမှုကိုခံထားကြရပါတယ်အလင်းနတ်ဖျားကောင်းကြီးပေးထားတဲ့လူသားမျိုးနွယ်စုတွေက နေပါပေမဲ့နတ်ဖျားကောင်းမှုကြောင့်သူတို့အတွက်ဘေးအန္တရာယ်ကင်းနေကြတာလည်းဖြစ်ပါတယ်အလင်းနတ်ဖျားကောင်းကြီးပေးတာကိုခံယူထားကြတဲ့လူသားမျိုးနွယ်တွေလည်းရှိသလိုတခြားတစ်ဖက်မှာလည်းအမောင်နတ်ဖျားကကောင်းကြီးပေးထားတဲ့နတ်ဆိုးတွေလည်းရှိနေတာဖြစ်တယ် ဘယ်အရာမဆိုးအမြဲအကောင်းနဲ့အဆိုးတွန်တွဲနေတာလည်းဖြစ်တယ်။အလင်းဘတ်ချမ်းရှိသလိုအမောင်ဘတ်ချမ်းလည်းရှိနေတာဖြစ်တယ်။ဒါကြောင့်လူသားမျိုးနွယ်တွေထက်ပိုပြီးတန်မာတဲ့နှဆိုးတွေကလည်းအမြဲစောက်ကြည့်ရှိနေကြတာဖြစ်တယ်။အဲ့ဒီအင်အားစုနှစုကအမြဲလိုလိုတိုက်ပွဲတွေဖြစ်ပွားနေကြတာမလို့နောက်ဆုံးလန်ဒါတိုက်ပွဲကြီးဆိုပြီးနမယ်ပေးကအရှိအနောက်နှစ်ချမ်းခွဲလိုက်ပါတော့တယ်။ဒါပေမဲ့ကန်ကောင်းကျင်တော့ကျိုးချောင်းဆင်ကျင်သုံးသက်နိုင်စွမ်းရှိတဲ့နှဆိုးပြင်တပါနန်းတက်လာခဲ့ပြီးတဲ့နောက်ပိုင်းလူသားတွေနဲ့နှဆိုးတွေတိုက်ပွဲတွေဟာ ယာယီပြင်းထိန်သွားခဲ့ပါတယ်။လူသားတွေလည်းအင်အားကြီးတဲ့နှဆိုးတွေအနိုင်ကျင့်တိုက်ခိုက်တာမခံရတော့ဘဲစစ်ပြေငြိမ်းမှုရရှိသွားပါတော့တယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့2826ခုနှစ်မှာအဲ့ဒီယာယီပြင်းထိန်မှုကကွဲပြောက်သွားပြီးနောက်နှဆိုးတွေတဖန်ပြန်ကြွားလာပြီးကျူးကျော်စစ်တွေစတင်ပါတော့တယ်။အစ်စ်နန်းတက်လာတဲ့နှဆိုးပရင်အစ်စ်လက်အောက်မှာနှဆိုးတွေဟာလူသားမျိုးနွယ်တွေကိုပြန်လည်ကျူးကျော်တိုက်ခိုက်ပါတော့တယ်။ဂျန်နန်ကြောက်စရာကောင်းတဲ့နှဆိုးတိုက်ခိုက်မှုတွေကြောင့်လူသားမျိုးနွယ်တွေကမျက်စိတမိအတွင်းမှာပဲ ြာဆုံးသွားခဲ့ရပါတော့တယ်။ဒီလိုနဲ့နောက်ထပ်၄လလောက်ကြာတဲ့အခါမှာလူသားမျိုးနွယ်စုရဲ့အကြီးဆုံးခံတကြီးတစ်ခုကျူးကျော်တိုက်ခိုက်ခံရပါတော့တယ်။ရွေးချယ်စရာမရှိတော့တဲ့လူသားမျိုးနွယ်စုတွေကလည်းနတ်ဆိုးတွေကိုအသေးကုံခုခံတိုက်ခိုက်သလိုနောက်ဆုံးနတ်ဆိုးပြင်ဆံမြန်းရနန်းတော်ကြီးကိုလည်းအကြောက်အလန့်မရှိဝင်တိုက်ပါတော့တယ်။ဒေါသအုပ်ကြွနေတဲ့လူသားတွေလည်းအသက်ကုံရဲစစ်တင်ကနတ်ဆိုးတွေကိုတုတ်တင်ရှင်းလင်းပြီးတဘာတဲ့ကြံတော့တဲ့နတ်ဆိုးဘရင်ကိုတတ်ဖို့ကြံစီပါတော့တယ်။နောက်ဆုံးမှာတော့တတိအာမတ်အပြစ်ဖြစ်နေတဲ့လူသားမျိုးနွယ်စုအနေငယ်က နတ်ဆိုးဘရင်ကိုအသက်ဆွန့်တိုက်ခိုက်ပြီးငရဲပြည်ကိုပို့ပေးလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့စီယွန်ဆိုတဲ့သူရဲကောင်းလေးကတကောင်တည်းကြံနေတဲ့နတ်ဆိုးမကိုတိုက်ခိုက်ဖို့နေခဲ့ပါတယ်။ရဲဘော်ရဲဘက်တွေကိုထွက်ပြေးခိုင်းပြီးဓာတလက်ကိုင်းကနတ်ဆိုးမကိုတုတ်တင်ရှင်းလင်းဖို့ကြံစီပါတော့တယ်။မိရင်းတဲ့ကိုခုံချသလိုပဲတေးတေးကြီးကြီးမစင်းစားတော့ပဲနတ်ဆိုးမကိုပြေးပြီးတိုက်ခိုက်ပါတော့တယ်။တစ်ဖက်မှာနှစ်ဦးတည်းကြံခဲ့တဲ့လူသား၂ယောက်ကလည်းနန်းတော်တွေကဗရံများကိုဖောက်ထွင်းယူဖို့ကြံစီနေကြပါတော့တယ်။ ဖြစ်ချင်တော့ဗဒင်များကိုစောက်ရှောက်နေတဲ့ဆုံးမကြီးပေါ်လာပြီးလူသားကောင်မလေးကိုတပ်ပလိုက်ပါတော့တယ်။တဦးတည်းကြံခဲ့တဲ့လူသားကောင်လေးကဆုံးမကြီးကိုဆက်တိုက်ခိုက်ပါတော့တယ်။ဆုံးမကြီးကအစစ်မြစ်မော်ပညာကိုတုံးထားတာကြောင့်လူသားလဲနီးပြူဟာတွေထုတ်သုံးဖို့စဉ်းစားပါတော့တယ်။လူသားလဲနောက်ဆုံးသူ့အသက်ကိုစွန်ပြီးဆုံးမကြီးကိုအသေးတိုက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့နှစ်ဦးသားလက်နက်အင်အားအပြင်မော်အစွမ်းကုန်ထုတ်သုံးပြီးစတင်ရှင်ပြိုင်တိုက်ခိုက်ပါတော့တယ်။လူသားလဲအစစ်မြစ်မော်ပညာတွေတုံးနေတဲ့ဆုံးမကြီးအနာအတင်းကကခန္ဓာကိုယ်တက်တက်ကိုဓာနဲ့နဲ့ထိုးလိုက်ပြီး အသက်နှုတ်လိုက်ပါတော့တယ်။ဒီလိုနဲ့လူသားလဲသူတယောက်တည်းကြံခဲ့တာကိုတွေးပြီးပူဆွေးတော့ကရောက်နေပါတယ်။အနားမှာမိသားစုမိဆွေအပေါင်းအသင်းတွေလည်းမရှိတော့သလိုသူကာကွယ်ပေးကျင်တဲ့အရာတွေအားလုံးလဲဆုံးရှုံးလိုက်ရတာကြောင့်ဝမ်းနဲ့ပူဆွေးနေပါတော့တယ်။ခဏနေတော့ဗဒံမားကအယောင်တွေလက်လာတာကြောင့်လူသားလဲချက်ချင်းထားကြည့်လိုက်ပြီးမော်အစွမ်းနေအထင်းကုတ်မဲ့ပြီးပြက်နှက်သွားမှာကိုစိုးရိမ်နေပါတော့တယ်။လူသားလဲဗဒံမားရှိရာကိုချက်ချင်းတက်သွားပြီးအလင်းတန်းနေပြန့်နေတဲ့ဗဒံမားကိုဖမ်းဆုပ်ဆွဲကန်ထိန်ချုပ်လိုက်ပါတော့တယ်။ ခဏနေသူနိုးလာတော့တိတ်ဆိတ်နေတဲ့အခန်းတစ်ခန်းထဲရောက်နေတာကိုသတိထားမိလိုက်တယ်။သူလဲတွေ့ဝင်နေပြီးကြောင်တောင်တောင်ဖြစ်နေတော့အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါအေးချမ်းတဲ့ရှူကင်းလေးကိုမြင်လိုက်ရတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာဝေခွင်းမရဖြစ်နေခဲ့တယ်။ခဏနေတော့ကောင်မလေးတယောက်ဝင်လာပြီးကင်ရယ်နိုးနေပြီလားထားတော့လေဆိုပြီးပြောခဲ့တယ်။ကင်ရယ်လဲချက်ချင်းပဲလစ်ဆိုပြီးပြေးဖက်လိုက်ပါတော့တယ်။ဆုံးမကြီးကြောင့်တည်သွားတဲ့သူ့ကောင်မလေးကိုအသက်ရှင်လျက်ပြန်တွေ့တာကြောင့်ဝမ်းသာလုံးဆိုပြီးပြေးဖက်လိုက်တာဖြစ်တယ်။ကောင်မလေးလဲရှက်ရှက်နဲ့ အတင်းယုံပြီးထိုးကျိတ်လိုက်ပါတော့တယ်။အယူငါ့ကိုပြင်ဆင်ခြင်းလေးတော့ပေးပါအောင်။ဘာလို့အသေးအတန်နေဖြစ်နေတာလဲဆိုပြီးရှက်ရှက်နဲ့အပြင်ကိုပြေးထွက်လာပါတော့တယ်။အဲ့ဒါနဲ့ကံရီလေးဆောင်းကိုဖယ်လိုက်တော့သူမသေးခင်စုပ်ကန်ခဲ့တဲ့ဗရံများကိုတွေ့လိုက်ရတယ်။ဘာလဲ။ဒါကအိမ်မက်မဟုတ်ဘူးလား။လက်တွေမှာဘာတွေဖြစ်နေတာလဲဆိုပြီးစဉ်းစားမရဖြစ်နေခဲ့တယ်။မှန်သွားကြည့်လိုက်တော့လေသူမျက်နှာလေးကဆဲကြော်တက်လေးတယောက်လိုငယ်ရွယ်နုပြူနေတာကြောင့်သူဟာပို့ပြီးအံ့ဩခဲ့ရပါတော့တယ်။ခဏနေပဒင်းပေါက်ကိုလှမ်းကြည့်လိုက်တော့ မြို့လေးကအရင်အတိုင်းဖြစ်နေတာကိုမြင်သွားပြီးဘာလဲဗရံမြားလေးကငါတို့မြို့လေးကိုအရင်အတိုင်းဖြစ်အောင်ဖန်တီးပေးလိုက်တာလားဒီဗရံမြားကအတိတ်ကိုပြန်ခေါ်လို့ရတဲ့ဗရံမြားလားဆိုပြီးတွေးနေတော့ဘိုက်ကတကွီကွီမိလာတာကြောင့်မိဖို့ကြောင့်လေးကိုဝင်လာပါတော့တယ်မိဖို့ကြောင့်လေးမှလည်းဟင်းလျာတဲ့အပြစ်တဲခင်းထားတာကိုမြင်ပြီးပြေးဆွဲပါတော့တယ်လစ်ကအရင်ကတည်းကအခုလိုအိမ်မလာလာချက်ပေးနေကြအခုလည်းသူချက်ပေးပြန်ပြီတိတ်ကိုချစ်ဖို့ကောင်းတာပဲဆိုပြီးသဘောကျနေခဲ့တယ်တယောက်တည်းစားကောင်းကောင်းနဲ့စားလိုက်တာ စားစရာတွေအကုန်လုံးကုန်သွားခဲ့ပါတော့တယ်ခဏနေတော့စီရန်ရောက်လာပြီးဟဲ့အောင်ဟင်းနေအကုန်လုံးမင်းစားပစ်လိုက်တာကလည်းလူရောဟုတ်ရဲ့လားဆိုပြီးစူနေခဲ့တယ်ဂိုင်ရယ်လည်းစီရန်ကိုအသက်ရှင်လျက်ပြန်တွေ့ရတာကိုမြင်ပြီးအံ့ဩနေခဲ့တယ်စီရန်လည်းမင်းကွာလစ်ကဟင်းလျာခြံနီးတွေကိုကြည့်ပြီးတေတေချာချာချက်ထားတာမလို့ငါစားကျင်နေခဲ့တာမိတကယ်ရက်ဆက်တဲ့ကောင်ပဲတလုံးလေးတော့မခြံထားဘူးဆိုပြီးတွေးနေခဲ့တယ်ဂိုင်ရယ်စိတ်ထဲမှာတော့ ခုနကအထိမင်းနဲ့ငါနဲ့နတ်ဆိုးတွေကိုအတူတူတိုက်ပွဲဝင်နေပြီမဲ့မင်းအခုလိုအသက်ရှင်နေတာငါဝမ်းသာနေတယ်လို့ပြောခဲ့တယ်။ပြီးတော့စီရန်ဒီနေ့ကဘာနေလဲလို့မေးခဲ့တယ်။ဟိုကလည်းမင်းယူးများနေပြီလား။အတိတ်မေ့နေပြီလားဆိုပြီးမေးခဲ့တယ်။ဒီနေ့က2823ခုနှစ်ရဲ့9လမြောက်24ရက်လို့ပြောတော့ကင်ရယ်တယောက်တိတ်ကိုတုံလုတ်ခြောက်ချသွားခဲ့တယ်။အဲ့ဒါနဲ့စီရန်တယောက်လည်းပြောနေတော့ဟုတ်သားပဲကင်ရယ်ဒီနေ့ကမင်းမွေးနေပဲငါမေ့နေတာ။အဲ့ဒါကြောင့်ထားလိုက်ပါတော့ကွာ။ မင်းစားခဲ့တာတွေကိုမင်းအတွက်မွေးနေ့လက်ဆောင်ပေးတယ်လို့သဘောထားလိုက်ပါဆိုပြီးပြောနေခဲ့တယ်။ကင်ရယ်လဲမင်းမွေးနေ့လက်ဆောင်ကဈေးပေါ်လိုက်တာဆိုပြီးပြောနေတော့စီရန်ကဗိုက်စာလိုက်တာကွာ။လီစနာသွားပြီးစားစရာလေးတစ်ခုခုတောင်းဆိုလိုက်အောင်မယ်ဆိုပြီးထွက်သွားခဲ့တယ်။ကင်ရယ်လဲဒီတိုင်းဆိုမဖြစ်တော့ဘူး။ငါတကယ်ပဲအိမ်မက်မက်နေတာလား။ဒါမှမဟုတ်မော်အစွမ်းကြောင့်ပဲအတိတ်ကာလကိုပြန်ရောက်သွားတာလား။ငါဒီအကြောင်းကိုအဖြေရှာမှရတော့မယ်။မေးမှရတော့မယ်ဆိုပြီးအောက်ဆင်းလာပါတော့တယ်။ ကင်ရယ်တယောက်စာကြည့်တိုက်ထဲကိုဝင်သွားပြီးအထဲမှာထိုင်နေတဲ့အမေဖြစ်သူကိုတွေ့လိုက်ရပါတယ်။ကင်ရယ်ထူးထူးဆန်းဆန်းပါလား။အောက်ကိုမစင်းစဘူး။စင်းလို့ပါလား။ဘာကိစ္စလဲလို့မေးခဲ့တယ်။အမေသားမေးเสียရရှိတယ်။အမေဖြေပေးပါလို့ပြောခဲ့တယ်။ကင်ရယ်မင်းပါရီမေးမှလဲ။ငါဖြေနိုင်ပါမလားဆိုပြီးပြောနေခဲ့တယ်။အမေကဒီမြို့မှာတအူးတဲသောမော်ဆရာမလေး။ဘာလို့မဖြေနိုင်ရမှလဲဆိုပြီးပြောခဲ့တယ်။အဲ့ဒါနဲ့ကင်ရယ်လဲအတိတ်ကိုပြန်သွားလို့ရတဲ့ မော်ပညာဆိုတာရှိလားလို့မေးခဲ့တယ်။ရှိတာပေါ့ကန်ရယ်။မော်စွမ်းနေတုံးပြီးအတိတ်ကိုပြန်သွားလို့ရတယ်။ဒါပေမဲ့အဲ့လုံဒီကိုဘသူမှတေချာမသိကြဘူး။တုံးလဲမတုံးတတ်ဘူးလို့ဖြေခဲ့တယ်။ကန်ရယ်လဲဒါဆိုအမေမော်ပစ္စည်းတစ်ခုခုအကူအညီနဲ့တုံးလို့ရမယ်ဆိုရင်ရောဖြစ်နိုင်လောက်လားဆိုပြီးမေးခဲ့တယ်။အမေဖြစ်သူကလည်းမင်းပြောတာစိတ်ဝင်စားစရာပဲ။ဖြစ်နိုင်လောက်ပါတယ်လို့ဖြေခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုအတိတ်ကိုပြန်သွားနိုင်ဖို့ကနှစ်ပေါင်းထောင်ချီလောက်မှဖြစ်နိုင်မှာလို့ပြောခဲ့တယ်။ ဒါဆိုအမေတားမြစ်ထားတဲ့အစီအရင်တွေသုံးရင်ရောဖြစ်နိုင်လားလို့မေးခဲ့တယ်။တားမြစ်ထားတဲ့အစီအရင်တွေကိုသုံးရင်တော့မှတိုင်းပြည်ကလူတွေရဲ့အသက်တဝက်လောက်ကိုစည်သေးမှရမယ်လို့ပြောခဲ့တယ်။အဲ့ဒါနဲ့ကံရွယ်လဲနဆိုးတွေနဲ့တိုက်ခိုက်ခိုက်စဉ်ကလူတွေတေတာကိုတွေးပြီးဖြစ်နိုင်လောက်တယ်လို့စဉ်းစားနေခဲ့မိတယ်။နောက်တော့မှအမေဖြစ်သူစာအုပ်ထဲကဒန်နာအီလာနဂါးတကောင်နှလုံးထဲကဗရံများမော်အစွမ်းကအတိတ်ကိုပြန်သွားနိုင်တယ်ဆိုတာကိုသိလိုက်ရတယ်။အဲ့ဗရံများကပျောက်နေတာနှစ်ပေါင်းထောင်ကြီးရှိနေပြီဆိုတာကို ကင်ရယ်တိလိုက်ရတယ်သူ့မှာရှိတဲ့ဗရံများလေးကိုလည်းဆွဲထုတ်ကြည့်ကတကယ်ပဲမင်းကအတိတ်ကို ပြန်သွားနိုင်တာလားဆိုပြီးကင်ရယ်တယောက်တွေးနေပါတော့တယ်အဲ့အချိန်လစ်ရောက်လာပြီးကင်ရယ်နင်းကဒီကိုရောက်နေတာပဲဆိုပြီးပြောတော့ကင်ရယ်လည်းချက်ချင်းတောင်းပန်ပါတော့တယ်မနက်ကကိစ္စကိုငါတကယ်ပဲတောင်းပန်ပါတယ်ငါဝမ်းနေစရာကောင်းတဲ့အိမ်မက်မတ်မိလို့အခုလို့ဖြစ်ရတာပါဆိုပြီးပြောခဲ့တယ်အဲ့ဒါနဲ့လစ်လည်းဘာလဲငါတေသွားတဲ့အိမ်မက်မတ်ခဲ့တာလားလို့မေးခဲ့တယ်အဲ့တော့မှကင်ရယ်လည်းဟုတ်တယ် တောင်းပန်ပါတယ်လို့ပြောတော့လစ်လည်းတနာသွားပြီးဒီနေ့နေမွေးနေ့မှုခွင့်လွတ်ပေးလိုက်မယ်ထတော့ဆိုပြီးပြောခဲ့တယ်။ကင်ရယ်လည်းအိမ်မက်ထဲမှာငါတို့တိုင်းပြည်ဖြည့်ဆည်းခံလိုက်ရပြီးအားလုံးတည်ဆုံသွားတဲ့အကြောင်းကိုပြန်ပြောပြနေခဲ့ပါတယ်။အားလုံးမီးလောင်ပြီးငရဲခန့်လို့ပြာကျသွားတဲ့အပြင်လစ်ကိုလည်းငါဆုံးရှုံးလိုက်ရတယ်။အဲ့ဒါကြောင့်လစ်အတွက် အားလုံးကိုလက်စားချင်မယ်ဆိုပြီးငါတစ္ဆာဆိုထားတယ်ဆိုတာကိုကင်ရယ်ကပြောနေခဲ့တယ်။ခဏနေတော့ကင်ရယ်တယောက်ဒီအချင်းကစပြီးနောက်၃နှစ်နေရင် ငိမ့်ညံရေးကပြေပြက်သွားတော့မှအဲ့ခါကျရင်အရင်လိုပဲငါမိသားစုကိုထက်ဆုံးရှုံးရအောင်မှအဲ့ဒီလိုတော့ထက်အဖြစ်မခံနိုင်တော့ဘူးမိသားစုအတွက်ငါချစ်တဲ့လူတွေအတွက်ကဘာမြေကြီးကိုအစွမ်းကုန်ကာကွယ်ပေးရမယ်အဲ့လိုဖြစ်လာမယ်ဆိုတာကိုလေငါတယောက်တည်းပဲသိတာဒါကြောင့်ငါရင်ဆိုင်ပြီးအားလုံးအတွက်ကာကွယ်ပေးမယ်ဆိုပြီးကင်ရယ်တယောက်လက်သီးလက်မောင်းတန်းရင်အပိုင်းတလေလေပြီးဆုံးသွားပါတော့တယ်နောင်လာမယ့်အပိုင်းနှစ်မှာတော့ကင်ရယ်တယောက်ဘလို့တူးခြားတဲ့အတွေ့အကြုံတွေထပ်ကြုံတွေ့ရမလဲဆိုတာကိုတော့ ပြည်သက်ကြီးစောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်